ူတိုင်းကအောင်မြင်မှုရဲ့ရွှေရောင်စုတစိတ်ကိုမြင်ကြတယ်။ဘသူကမှရွှေရောင်စုတစိတ်ရဲ့နောက်ွယ်ကသွေးနဲ့ချွေးတွေကိုမမြင်ချင်ဘူး။အောင်မြင်မှုတိုင်းမှာတံပိုးတစ်ခုရှိတယ်။အဲ့ဒီတံပိုးကဘာလဲ။တတောင်းတတာရှိမှုကိုပိတ်ဆက်ခြင်းပါပဲ။သင်ဟာတာမန်ဘဝကိုပဲပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ဘာမှစွန့်လွတ်စရာမလိုဘူး။ TV ကြည့်ပါ။အဲ့ရထဲမှာအချိန်ဖြုံးမှာတငယ်ချင်းတွေနဲ့အချိန်ဖြုံးမှာဒါပေမဲ့ထူခြားတဲ့ဘဝကိုပိုင်ဆိုင်ခြင်းရင်လူအများစုမပိတ်ဆက်ရဲတဲ့ တန်ဖိုးကိုပေးဆက်ဖို့လိုတယ်။သင်ပေးဆက်ရမယ့်အကြီးမားဆုံးတန်ဖိုးကအချိန်ပဲ။သင်ဘဝရဲ့အရေးကြီးဆုံးယင်းနီမြုပ်နယ်မှုကအချိန်ပဲ။တငယ်ချင်းတွေပါတီလုပ်နေတဲ့အချိန်သင်အလုပ်လုပ်နေရမယ်။မိသားစုတွေအနားယူနေတဲ့အချိန်သင်လေ့လာနေရမယ်။ညတိုင်းအဲ့ရမဝင်ခင်သင်ကိုယ်သင်မေးခွန်းထုတ်ပါ။ဒီနေ့ငါရဲ့အိမ်မက်အတွက်ဘာကိုစွန့်လွတ်ခဲ့လဲ။သင်မှာအဖြေမရှိဘူးဆိုရင်သင်ဟာနောက်တစ်နေ့မှာတန်ဖိုးပေးဆက်ဖို့ပြက်ကွက်နေပြီ။သင်ဟာ သင်ရဲ့အနာဂတ်ကို အခမဲ့ရဖို့မျှော်လင့်နေတာပဲအဲ့ဒါဟာလုံးဝမဖြစ်နိုင်ပါဘူးသင်ရဲ့ပျော်ရွှင်မှုတွေအနားယူမှုတွေကသင်ရဲ့အိမ်မက်စီဥတီသွားတာလားလုံးဝမဟုတ်ပါသင်ရဲ့ပျော်ရွှင်မှုကသင်ရဲ့အိမ်မက်စီမဥတီရင်အဲ့ဒါဟာပေးဆက်ရမယ့်တန်ဖိုးပဲအခုချိန်မှာလိုအပ်တာကိုစွန့်လွတ်ပါဒါမှပဲအနာဂတ်မှာသင်လိုချင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မယ်သင်တန်ဖိုးပေးဆက်နေတယ်ဆိုရင်သင်အထူးကျန်လိမ့်မယ်ဘာလို့လဲဆိုတော့ တင့်ပတ်ဝင်းကျင်ကလူအများစုဟာတတောင်းတတရှိမှုကိုပဲရွေးချယ်ကြလိုပါသူတို့ဟာတင့်ကိုနားမလဲကြဘူးသူတို့ကတင့်ကို ပြင်းထန်လွန်းတယ်လို့ပြောလိမ့်မယ်သူတို့ရဲ့ဝေဖန်မှုကိုဂယုစိုက်မနေပါနဲ့ဘာလို့လဲဆိုတော့သူတို့ကတင့်ရဲ့အနာဂတ်ကိုတိဆောက်ပေးမှာမဟုတ်ပါဘူးသူတို့ဟာတင့်ရဲ့ရလက်ကိုမြင်တဲ့အခါမှာတင့်ကိုချီးကျူးကြလိမ့်မယ်အဲ့ဒီတော့အခုသူတို့ဘာပြောပြောလစ်လျူရှုလိုက်ပါတင့်တယောက်တည်းပဲအခန်းထဲမှာတယောက်တည်းပဲ တင်ကိုယ်တိုင်နဲ့သာစကားပြောပါအဲ့ဒီအထီးကျန်မှုဟာတင်းရဲ့ဆွမ်းအားပဲဘာလို့လဲဆိုတော့တင်းအထီးကျန်နေတဲ့အချိန်တိုင်းတင်းဟာတကယ်အရေးကြီးတာကိုလုပ်နေလို့ပဲတန်ဖိုးပေးဆက်ခြင်းဆိုတာငွေတောင်းခံလွာတစ်ခုလိုပဲအောင်မြင်မှုကတင်းစီရောက်လာပြီဒီအတွက်ပေးဆက်ရမယ်လို့ပြောလိုက်မယ်အဲ့ဒီအခါတင်းဘာပြန်ပေးဆက်မလဲတင်းဟာတင်းရဲ့အားစိုက်ထုတ်မှုတင်းရဲ့စိတ်ပိုင်းဆိုင်ရာခွန်အားတင်းရဲ့နှစ်ပေါင်းများစွာပျော်ရွှင်ခဲ့တဲ့အချိန်တွေကိုပေးဆက်ရလိမ့်မယ်။တင်ဟာ အခုပေးဆက်ဖို့ညင်းပယ်ရင်နောက်မှပေးဆက်ရမယ့်တန်ဖိုးကပုံများလိုက်မယ်။နောင်သားရဲ့အတူနှုံးကအယမ်းမြင့်ပါတယ်။ငါးနှစ်၊ဆယ်နှစ်နေမှငါလုတ်ခဲတင့်တယ်လို့ပြောရမယ့်စကားလုံးတွေဟာတင့်ကိုပြန်လဲနှိပ်ဆက်လိုက်မယ်။အဲ့ဒီတော့ဒီနေ့ပဲဆုံးဖြတ်လိုက်ပါ။တင့်ဟာနောင်သားရမယ့်အနာဂတ်ကိုဖန်တီးမလား။ဒါမှမဟုတ်ဒီနေ့ဆွတ်လွတ်ပေးဆက်တဲ့အတွက်ဂုံယူရမယ့်အနာဂတ်ကိုတည်ဆောက်မလား။တန်ဖိုးကိုအခုပဲပေးလိုက်ပါ။တင်ဘသူဖြစ်လာမလဲဆိုတာ။ င့်ရဲ့ရွေးချယ်မှုအပေါ်မှာမူတည်တယ်။စိတ်အားထက်သန်မှုကုံဆုံးပါစေ။စီကန်းကိုလိုက်နာပါ။ဒါပေမဲ့အဲ့ဒီနောက်ွယ်မှာတံပိုးကိုပေးဆက်ပါ။အားစိုက်ထုတ်ပါ။ပေးဆက်ဖို့မကြောက်ပါနဲ့။တင့်ရဲ့အနာကက်ဟာတင့်ကိုစောင့်နေတယ်။အခုချိန်မှာနာကျင်တာကအကောင်းဆုံးပါပဲ။